ဓမ္မမိတ်ဆွေတို့ဒီတစ်ပတ်အတွက်အသီးတရားအညာတစ်ခုကဏ္ဍမှာတော့ကျွန်တော်တို့ခရိယန်တွေယုံကြည်ထားတဲ့သေခြင်းတရားနဲ့စီရင်ဆုံးဖြတ်ခြင်းတရားအကြောင်းလေးကိုဝေမျှပေးမှာဖြစ်ပါတယ်။လူဘဝအတ္တတာဆိုတာမွေးဖွားခြင်းနဲ့စပြီးသေဆုံးခြင်းမှာအဆုံးသတ်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေအတွက်သေပြီးရင်ဘာဖြစ်လာမလဲ။ဒီနေရာမှာနောက်ဆုံးတရား၄ပါးကို ထောက်ရှုကြည့်ကြပါစို့။နောက်ဆုံးတရား၄ပါးဆိုတာဘာတွေလဲ။ပထမတစ်ခုသေခြင်းတရားစီရင်ဆုံးဖြတ်ခြင်းကောင်းငင်ဘုံ သို့မဟုတ်ငရဲတို့ဖြစ်တယ်ကျွန်တော်တို့ကက်သလစ်ယုံကြည်သူကက်သလစ်တွေရဲ့ဓမ္မပညာရမှာတော့တူးချင်းစီနဲ့ဆိုင်သောနောက်ဆုံးတရား၄ပါးအကြောင်းလူအလုံးနဲ့ဆိုင်သောသခင်ခရစ်တော်၏နောက်ဆုံးချိန်ကြွလာခြင်းနဲ့စီရင်ဆုံးဖြတ်ခြင်းဆိုတဲ့အကြောင်းဓမ္မပညာရကသင်ကြားထားတယ်။ကက်သလစ်အသင်းတော်ရဲ့နောက်ဆုံးတရား၄ပါးနဲ့ဆိုင်တဲ့တုံသင်ချက်ကိုဒီအချက်ကိုဘာကြောင့်ဒီနေရာမှာဝေမျှရသလဲ။ ျွန်တော်တို့လူတိုင်းသေရမယ်ဒီလမ်းကိုသွားရမယ်ကျွန်တော်တို့ဝိညာဉ်နောက်ဆုံးသောကာလကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်တို့နားလည်နိုင်ဖို့အဲ့နားလည်နိုင်တဲ့အထားတဲ့အရာကိုဒီအသက်ရှင်စင်မှာကျွန်တော်တို့အထောက်ကူပေးတဲ့တန်ရှင်းတဲ့ဝိညာဉ်တက်တာကိုပြင်ဆင်ဖို့ကိုကျင့်တရားပြေးဝတဲ့ဝိညာဉ်ဆိုင်ရာရှင်သန်နေထိုင်မှုတွေကို ထောက်ပံ့ပေးဖို့ဒီနောက်ဆုံးတရား၄ပါးကိုဝေမျှရခြင်းဖြစ်တယ်ဒီနောက်ဆုံးတရား၄ပါးရဲ့ပထမအဦးဆုံးအချက်ဖြစ်တဲ့သေခြင်းတရား ဒီအချက်ကလေးကိုကျွန်တော်နဲ့အတူထောက်ရှုကြရအောင်။သေခြင်းတရားသည်အပြည့်အဖိုးခဖြစ်ကြောင်း The Council of Trent Trent မြို့မှာပြုလုပ်တဲ့သာသနာတော်ရဲ့အစည်းအဝေးကြီးမှာအောက်ပါအတိုင်းသွန်သင်ထားတယ်။သာသနာတော်ရဲ့အစည်းအဝေးတွေဆိုတဲ့ဥစ္စာကတမန်ကျမ်းစာကိုအခြေခံပြီးတော့မှ ပြုလုပ်တဲ့အစည်းအဝေးတွေဖြစ်တယ်။ဒီအစည်းအဝေးကြီးက The Council of Trent ရဲ့သွန်သင်ထားတာကအာရန်ဒီဖျားရှင်ပြည့်ညတ်တော်ကိုချိုးဖောက်ခြင်းကြောင့်အပြစ်ကြုံဖြစ်လာခဲ့၏။ ဖျားရှင်ဖန်ဆင်းတဲ့ပထမဦးဆုံးလူသားအာဒံအာဒံနဲ့ဧဝဖျားရှင်ရဲ့ပြညတ်တော်ကိုချိုးဖောက်လို့အပြစ်တရားကလောကထဲကို ရောက်လာတယ်။ဒါကြောင့်ဖျားရှင်ကသူ့အားသေခြင်းအပြစ်ဒဏ်ကိုပေးခဲ့တယ်။ဖျားရဲ့ပြညတ်တော်ကိုဆန့်ကျင်ခြင်းကြောင့်သေခြင်းတရားကလောကထဲကိုဝင်လာရတယ်။အဲ့ဒီအာဒံရဲ့သေခြင်းတရားကိုလူသားတို့တရက်လုံးအားလက်ဆင့်ခံပေးခဲ့တယ်။ ပထမဦးဆုံးလူသားဖြစ်တဲ့အာရာနဲ့ဧဝကျူးလွန်ခဲ့တဲ့အဖြစ်ကသူ့မှာသူ့ရဲ့နောက်မှာလိုက်လာတဲ့သားသမီးတွေအားလုံးဒီတေခြင်းတရားကိုယဉ်ဆိုင်ကြရတယ်။တေခြင်းတရားဒီအာဒံဤအပြစ်အကျိုးဆက်တစ်ခုဖြစ်တယ်။ဒီအကြောင်းကိုရှင်ပေါလုကလည်းကျွန်တော်တို့ကိုရှင်းလင်းစွာသွန်သင်ထားတယ်။ရှင်ပေါလုရဲ့ရောမမြို့သားတို့ထံရေးသောစာအခန်းကြီး9အခန်းငယ်7မှာရှင်ပေါလုတွင်တင်ထားတာကထို့ကြောင့်မကောင်းမှုသည်လူတယောက်သောသူအားဖြင့်ဤလောကအတွင်းသို့ဝင်ရောက်လာခဲ့၍ ထိုမကောင်းမှုအပြင်တေခြင်းတရားသည် ဝင်ရောက်လာခဲ့၏ဤသို့ဖြင့်လူအပေါင်းတို့သည်အပြစ်ကျူးလွန်ကြသောကြောင့်တေခြင်းသည် လူအပေါင်းတို့အပေါ်တို့တည့်ရောက်လေ၏ဒါတေခြင်းတရားလောကတွေကိုဘလို့ရောက်ရှိလာတယ်ကျွန်တော်တို့ကက်သလစ်အသင်းတော်ရဲ့မြတ်သောယူဝါဒတွင်တင်ချက်မှာကတော့တေခြင်းတရားသည်အပြစ်အကျိုးဆက်တစ်ခုဖြစ်ကြောင်းရှင်းလင်းစွာဖော်ပြထားတယ်တေခြင်းတရားသည်လူအပြစ်ကြောင့်ဤလောကသို့ရောက်လာရသည် ရှေ့မှာကျွန်တော်ပြောပြခဲ့သလိုအာဒံဧဝပထမဦးဆုံးမိဘရဲ့နှစ်ပါးရဲ့ကျူးလွန်ခဲ့တဲ့အပြစ်ကြောင့်တေခြင်းတရားဟာဒီလောကထဲကို ရောက်လာခဲ့တယ်။ဒါကြောင့်လူသည်သေမျိုးဖြစ်တယ်။ဒါပေမဲ့ဒီသေမျိုးဖြစ်တဲ့လူကိုဖရာသခင်ကမသေးစေရန်ကြိုတင်ကြံရွယ်ထားပြီးဖြစ်တယ်။ဒီအကြောင်းကိုတခိယေစုကျွန်တော်တို့ကိုကယ်တင်ခြင်းအကြောင်းနဲ့ဆက်လင်းပြီးဆက်လက်ဝေမျှသွားမှာဖြစ်တယ်။ဒီတေခြင်းတရားအကြောင်းကိုဆက်လက်ထောက်ရှုကြည့်ရအောင်။ တေခြင်းတရားဒီພັນစင်းရှင်ဘုရားသခင်ဤစီမံကိန်းနဲ့ဆန့်ကျင်တယ်ဘုရားဟာကောင်းမြတ်တယ်ဘုရားဟာဖြူစင်တယ်ဘုရားဟာဘုရားမှာအပြစ်ဆိုတာမရှိဘူးအမှားဆိုတာမရှိဘူးမကောင်းမှုဆိုတာမရှိဘူးဘုရားလုပ်တဲ့အရာကအမြဲတမ်းပြည့်စုံတယ်အားလုံးကောင်းမွန်တယ်ဘုရားဟာအမြဲတမ်းရှင်သန်ခြင်းဖြစ်တယ်ဒါကြောင့်မို့လို့ဘုရားသခင်ရဲ့ພັນစင်းခြင်းစီမံကိန်းလူကိုພັນစင်းတယ်စัจ java လာကြီးကိုພັນစင်းတယ်ဒီພັນစင်းထားတဲ့အရာတွေထဲမှာအမှားမရှိသလိုအပြစ်ဆိုတာလည်းမရှိဘူးဒါမဲ့ဒီအပြစ်တရားက လူကြောင့်ဖြစ်လာရတယ်။ဖခင်ရဲ့ပြည့်ညတ်တော်ကိုချိုးဖောက်ခြင်းကြောင့်အပြစ်တရားဟာ လောကထဲကို ဝင်လာရတယ်။ဖခင်ကိုစန့်ကျင်တဲ့အပြစ်က လူသားမျိုးဆက်တစ်လျှောက်လုံးတည်ခြင်းတရားကိုရင်ဆိုင်ကြရတယ်။ဓမ္မမိတ်ဆွေတို့ဒီနောက်ဆုံးတရားလေးပါးနဲ့ဆက်ဆက်ပြီးဒုတိယတစ်ပိုင်းကိုနောက်တစ်ပတ်တနင်္လာနေ့မှာဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်တဲ့အတွက်အားလုံးစောင့်မျှော်နားဆင်ပေးကြပါဦး။ ဓမ္မမိတ်ဆွေပေါင်းကိုစိတ်နှပြကြမ်းမာချမ်းသာတော်မူကြပါစေ